အခုကျွန်တော်တို့နေစဉ်ဘဝမှာမရှိမဖြစ်သုံးနေတဲ့ဒီ touch screen smartphone တွေလည်းအဲ့ဒါတွေဘယ်ကနေဘလို့စဖြစ်လာလဲဆိုတာတကယ်ရောသိကြပါသလားလူအများစုထင်ထားလို့မဟုတ်တဲ့သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့နောက်ခွေကဇလန်ကိုဟုတ်ပြီအထူးထူးကြည့်လိုက်ကြအောင်2009 Steve Jobs က symbol တက်ပြီးဒီနေ့ Apple ကဖုန်းကိုအသက်ပြန်တီထွင်တော့မယ်ဆိုပြီးကြေညာလိုက်တဲ့အချိန်အားလုံးမှတ်မိကြပါပါအဲ့ဒီအခါရတန်းကတကယ်ကိုတမိုင်းဝင်မယ် အဲ့ဒီနေ့ကစပြီး smartphone တော်လိုင်းရေကီစတင်ခဲ့ပြီလို့လူတော်များများကအခုထိယုံကြည်နေကြတော့ပါပဲဒါပေမဲ့ခဏလေး iPhone တော့တကယ်ပဲပထမဆုံးဟုတ်ရလားဟုတ်တယ် तू ကအရာအလုံးမပြောင်းပစ်ခဲ့တာမှန်တယ်ဒါပေမဲ့ तू ကပထမဆုံး touch screen phone တော့မဟုတ်ခဲ့ဘူးယာအဲ့တော့ဒီနီးပညာရဲ့တကယ်ဇလန်းအစကိုသိရဖို့ကျွန်တော်တို့အတိတ်ကိုနည်းနည်းပြန်သွားကြည့်ဖို့လိုလားပါဘီဟုတ်ကဲ့ဒီဇလန်းရဲ့တကယ်အစက iPhone မပေါ်ခင်ဆက်စုံနေတဲ့အများကြီးကိုပြန်သွားရမှာပါ ဆိုတော့အရာအလုံးရဲ့အခြေခံကြတဲ့နီးပညာတွေကဘယ်တော့ကတည်းကစခဲ့တာလဲဆိုတာကြည့်လိုက်ကြရအောင်ဒီမှာကြည့်လိုက်ရင်တော်တော်လေးအံ့ဩဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ touch screen idea တွေကထင်ထားတဲ့အများကြီးစောပြီးပေါ်ခဲ့တာကို1965မှာဆိုရင် EA Johnson ဆိုတဲ့သူကလေကြောင်းထိန်းချုပ်ရေးအတွက် capacitive screen ကိုစတင်ထွန်းခဲ့တယ်ပြီးတော့90ခုနှစ်တွေရောက်တော့ Dr. Samuel Hirst က PR နဲ့အလုပ်လုပ်တဲ့ resistive screen ကိုတည်ထွင်တယ်အဲဒီနောက်1980မှာကျတော့ လက်ချောင်းတွေအများကြီးနဲ့တပြိုင်တည်းထိလို့ရတယ် multi touch စနစ်ကိုစပြီးဖန်တီးနိုင်ခဲ့ကြတယ်။ Okay အခုကျွန်တော်တို့ဖုန်းနဲ့ touch screen ဤပညာကိုပထမဆုံးချိန်ပေါင်းဆက်ခဲ့တဲ့ဒါပေမဲ့လူသိမတိပဲမိတ်လျော့ခံထားတဲ့ရှေ့ဆောင်တယောက်ကြောင်းပြောရမယ်။ဒါတော့1994ခုနှစ်မှာထွက်ခဲ့တဲ့ IBM Simon ပါ။ဟုတ်ပါတယ်။ iPhone မတိုင်ခင်73နှစ်တောင်စောပြီးပေါ်ခဲ့တဲ့ကမ္ဘာပထမဆုံး smartphone လို့သတ်မှတ်ခံထားရတဲ့ PC ပေါ့။သူ့ပုံစံတော့အခုခေတ် phone နဲ့တော့တော်တော်ကွာပြီမဲ့ အဲ့ဒီခေအဲ့ဒီခါကတော့တကယ့်ကိုတော်လင်ရေတစ်ခုပါမယ်။ဆိုင်မွန်ကဖုန်းခေါ်တာ အပြင် email, fax, packaden, massu ဒါတွေအကုန်လုပ်လို့ရတယ်။တော်တော်မိုက်တာ။ဒါပေမဲ့သူ့မှာအကြီးကြီးအားနည်းချက်တွေရှိနေကြတယ်။ဥပမာသူ့ရဲ့ touch screen က PI နဲ့တုံးရတဲ့ resistive screen ဆိုတော့ stylus လို့ခေါ်တဲ့တုတ်ချောင်းလေးနဲ့ထောက်တုံးရတယ်။ပြီးတော့ဈေးကလည်း American dollar 199အခုခွင့်ငွေနဲ့တွက်ရင် dollar 1000ခွင့်လောက်ကျုံလို့ရှိတယ်။အစိုးဆုံးကပါတယ်ဒီလား။ battery ကတနားရီပဲခံတာ။ အဲ့ဒီကြောင့်ပဲနောက်ဆုံးမှအလုံး9000ပဲရောင်းလိုက်ရပြီးဈေးကွက်ထဲကနေတိတ်တိတ်လေးပျောက်သွားခဲ့ရတယ် IBM Simon ပျောက်သွားပြီးတဲ့နောက်မှာတော့ PDA လို့ခေါ်တဲ့ Personal Digital Assistant တွေခေတ်ထားလာတယ် Palm Pilot တို့လက်ခိုင်ကွန်ပျူတာလေးတွေပေါ့သူတို့ကဖုန်းတော့မဟုတ်ဘူးဒါပေမဲ့လူတွေကို touch screen နဲ့အကျွမ်းတွင်ထွက်တော့အောင်လုပ်ပေးနိုင်ခဲ့တယ်နောက်ပိုင်းပေါ်လာမဲ့ smartphone တွေအတွက်လန်ခင်းပေးခဲ့တယ်လို့ပြောလို့ရတာပေါ့ဟုတ်ပြီအခုကျွန်တော်တို့သုံးနေတဲ့ smartphone တွေ့ကြုံမျိုးကိုရဖို့အတွက် အရေးကြီးဆုံးနိပညာပိုင်ဆိုင်ရာပြောင်းလဲတစ်ခုကိုကြည်ကြရအောင်အဲ့ဒါကတော့မင်းနဲ့ပြည်နိပညာရဲ့ခုံပြန်ကြွလွားမှုပါပဲဒီအချက်ကတော်တော်အရေးကြီးတယ်အရင်ကသုံးတဲ့ resistive screen တွေကမင်းနဲ့ပြည်အလွားတစ်ခုကိုဖိပြီးထိပေးမှအလုပ်လုပ်တာ stylus နဲ့ဆိုအစဉ်ပြင်မဲ့လက်ချောင်းနဲ့တွန်းရတာ တော်တော်ကတိကအောင်နိုင်တယ်နောက်ပိုင်းပေါ်လာတဲ့ capacitive screen ကြတော့အဲ့လိုမဟုတ်ဘူးသူကလူလက်ချောင်းမှာရှိတဲ့တဘာဝလျက်စစ်ကိုအာရုံခံတာအဲ့တော့ပေါ့ပေါ့ပေါ့ပါလင်းတိုးထီလိုက်တာပွတ်ဆွာလိုက်တာနဲ့တင်အလုပ်လုပ်တော့တာမဲ့အဲ့ဒီတော့ဒီမှာ လူသစ်မတိကြတဲ့နောက်ထပ်အချက်တစ်ခုရှိသေးတယ်။အဲဒါက iPhone မထွက်ခင်တည်းက2006မှာ LG ကနေ Prada ဆိုတဲ့ဖုန်းကိုထုတ်ခဲ့တာပဲ။သူကအဲ့ဒီပိုကောင်းတဲ့ capacitive touch screen ကို ပထမဆုံးအသုံးပြုခဲ့တဲ့ဖုန်းဖြစ်ခဲ့ပါတယ်။ကဲအခုဆိုရင်တော့ဇလန်တစ်ခုလုံးကိုပြောင်းပစ်ခဲ့တဲ့ iPhone 4ကိုပြန်သွားကြရအောင်။သူကပထမဆုံးတော့မဟုတ်ခဲ့ဘူး။ဒါပေမဲ့ရှိပြီးသားအစိပ်ပိုင်းတွေကိုယူပြီးအကောင်းဆုံးဖြစ်အောင်ပေါင်းစပ်နိုင်ခဲ့တယ်။ပြီးတော့ကဘာကြီးကိုပြောင်းလဲပစ်ခဲ့တဲ့ device တွေကိုဖြစ်လာခဲ့တယ်။ iPhone ကဘာလို့ဒီလောက်တောင်အောင်မြင်သွားရတာလဲအဓိကအကြောင်းရင်းတွေရှိပါတယ်1သူ့ရဲ့ multi touch interface ပေါ့လက်နှစ်ချောင်းနဲ့ဆွဲချဲတာဆွဲချုံတာတွေကအဲ့ဒီတုန်းကမောဆန်းတယ်လို့တောင်ခံစားခဲ့ရတယ်2အချိန်ခါကိုက်ဖြစ်သွားတာ capacitive screen နဲ့ mobile internet နည်းပညာတွေကအဲ့ဒီအချိန်မှာတော်တော်လေးရင့်ကျက်နေပြီ3သူ့ရဲ့ design နဲ့အရေးသွေးဖန်ထားတဲ့တက်ကြွကိုထဲကတခြား plastic phone တွေနဲ့ရှင်လက်ရင်ကိုအများကြီးတာနေတာနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ သူ့ရဲ့ software တစ်ခုလုံးကို stylus တွေမို့ပဲလက်ချောင်းနဲ့သုံးဖို့တီးတန့်တီးဆောင်ထားတာပဲအဲ့ဒီတော့သုံးရတာအញ្ញံကိုရိုးရှင်းလွယ်ကူထားတယ်အခုဒီဇယ်အားလေးကိုကြီးလိုက်ရင်ကျွန်တော်ပြောခဲ့တဲ့များကိုအနစ်ချုပ်အနေနဲ့တွေ့ရပါမယ် Simon ကပထမဆုံး smartphone product ကပထမဆုံး capacitive screen သုံးတဲ့ phone iPhone ကတော့ cookie user experience ကိုစတင်ဖန်တီးပေးခဲ့တဲ့ phone ဆိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် iPhone ထွက်လာပြီးနောက်မှာတော့ smartphone ဈေးဝက်ကဘယ်လိုတွေဖြစ်ပြီးအရှင်းအဟုန်တွေတိုးတက်ပြောင်းလဲသွားလဲဆိုတော့ကိုယ်စက်ကြည့်ကြရအောင် iPhone ပေါ်ပြီးနောက်ထပ်နှစ်အန်ဒရိုက်ရှင်မှာ Google ကနဲ့ Android ကိုမိတ်ဆက်လိုက်တယ်။ Android ရဲ့အားသာချက်က open source ဖြစ်တာပဲ။အဲ့ဒီတော့ Samsung, HTC, LG တို့လိုကုမ္ပဏီအများကြီးကဇင်းနှုန်းမျိုးမျိုး၊ဒီဇိုင်းမျိုးမျိုးနဲ့သူတို့ကိုယ်ပိုင် touch screen smartphone တွေကိုထုတ်လာနိုင်ကြပဲ။ဒါကဒီနည်းပညာကိုကမ္ဘာနဲ့ပိုပြီးပြန့်နှံ့သွားစေခဲ့တဲ့အဓိကတွန်းအားတစ်ခုပေါ့။နောက်ဆုံးအဓိကကျတဲ့ပြောင်းလဲကတော့ App Store ပေါ်လာတာပဲဒီ App Store ကြောင့် smartphone ဆိုတာဖုန်းပြောဖို့ message ပို့ဖို့တတ်တတ်မဟုတ်တော့ပဲကျွန်တော်တို့နေ့စဉ်ဘဝရဲ့ကန္တတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့တကယ့်ကိုစွာမြင့်တူးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့တော့တာပါပဲဆိုတော့အနည်းချုပ်အနေနဲ့ပြောရရင်တော့အခုကစမဖုန်းဆိုတာတယောက်ယောက်ကတညာရင်းနဲ့ဒါဆိုပြီးတီထွင်လိုက်တာမျိုးမဟုတ်ပါဘူးဒါဆက်စွန်းပေါင်းများစွာကြာခဲ့တဲ့ company အများကြီးရဲ့ကြိုးပမ်းမှုတွေမေးလော်ခန်းရှစ်ဆောင်တွေရဲ့တီထွင်မှုတွေပြီးတော့ကျတို့ရဲ့ကြားရှောက်မှုတွေပေါ်မှာတစင်ပြတစင်တိဆောက်လာခဲ့တဲ့ရလဒ်တစ်ခုသာဖြစ်ပါတယ် ကဲနောက်ဆုံးအနေနဲ့စဉ်းစားလျာမြေခွန်းလေးတခုထားခဲ့ခြင်းပါတယ်။ Touch screen ကိုကျွန်တော်တို့ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်ခဲ့ကြပြီ။ဒါဆိုသူ့နောက်မှာတော့ဘာလာမလဲ။မိတိညာနဲ့လူသားတွေကြားကဆက်သွေးရေးပုံစံဟာဘယ်လိုပုံစံမျိုးနဲ့ပြောင်းလဲလာအောင်မလဲ။အနာဂတ်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။